ဟူသီတွေဟာအန္တရာယ်မြင်းကိုကျော်လွန်သွားခဲ့ပါတယ်။သူတို့ဟာအစ္စရေးကိုမတိုက်ခိုက်ခဲ့ပဲအမေရိကန်လင်တင်သင်္ဘောတစ်စီးကိုပိတ်မှတ်ထားခဲ့ပါတယ်။၂025ခုနှစ်မတ်လ18ရက်နေ့မှာတသိန်းတန်နျူကလ িয়ার စွမ်းအင်သုံးလင်တင်သင်္ဘော USS Harry S Truman ဟာပင်လယ်နီးထဲဖြတ်တန်းရွက်လွှင့်နေခဲ့ပါတယ်။အဲဒီချိန်မှာဟူသီတွေဟာ drone အုပ်စုတွေနဲ့ ballistic ဒုံးကြီးတွေကို တိုက်ရိုက်ပစ်လွတ်ခဲ့ပါတယ်။သူတို့ရဲ့ပိတ်မှတ်ဟာသင်္ဘောတစ်စီးတည်းမဟုတ်ဘဲတင်ဂေတာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ဒီမှာအလှည့်အပြောင်းတစ်ခုရှိပါတယ်။တိုက်ခိုက်မှုတွေကတခုမှမထိမှန်ခဲ့ပါဘူး။ American ရေတပ်ဟာလုံးဝမတုံ့လှုပ်ခဲ့ပါဘူး။အခု Houthi တွေဟာ American ကိုစမ်းသပ်မိတဲ့အခါဘာဖြစ်လာမလဲဆိုတာကိုခက်ခက်ခဲခဲသင်ယူနေရပါတယ်။ Houthi တွေကသူတို့ဟာ drone အုပ်စုတွေနဲ့အခြားသောအကွာအဝေးတုံးကြီးတွေကို match လ16ရက်ကနေ17ရက်အတွင်း48နာရီအတွင်း၃ချိန်တိုင်းတိုင်းလေရင်တင်တင်မော့ကိုပြစ်လွတ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ American ရေတပ်ဟာဒီတိုက်ခိုက်မှုတွေကိုကြိုတင်မြင်နိုင်ခဲ့တာကြောင့်စိုးရိမ်စရာမလိုခဲ့ပါဘူး။ကာဝေးရာရှိတွေရဲ့အဆိုအရ Truman Strike Group ဟာလေယာဉ်တင်သင်္ဘောစီကိုဥတီလာတဲ့ drone 10ခန်းကျော်ကိုအောင်မြင်စွာဖမ်းယူခဲ့ပြီးလေယာဉ်တင်သင်္ဘောနဲ့အဆောင်သင်္ဘောတွေဟာဟူသီတွေရဲ့တိုက်ခိုက်မှုကြောင့်လုံးဝထိခိုက်မှုမရှိခဲ့ပါဘူး။ American ကာဝေးရာရှိတခုကဟူသီတွေရဲ့တိုက်ခိုက်မှုဟာပြစ်မှတ်ကနေမိုင်းတရာကျော်အကွာမှာပင်လယ်ထဲကိုကျရောက်သွားခဲ့တယ်လို့ဆိုပါရယ်။ ဒါပေမဲ့ဒီမအောင်မြင်မှုတွေကဟူသီတွေကိုမတားဆီးနိုင်ခဲ့ပါဘူးအကယ်၍ဒီစစ်သွေးကြွအုပ်စုကသူတို့ရဲ့တာဝေးဒုံးကြီးတွေကိုပြစ်လွတ်ပြီးအမေရိကန်လင်တင်သင်းမော့စီကိုလမ်းညွှန်နိုင်ခဲ့ရင်ဘာဖြစ်မလဲတကယ်တော့ဒီလိုအခြေအနေဟာဖြစ်ပြီးသွားပြီလဲဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုတော့ဒီအုပ်စုဟာဧပြီလ1ရက်နဲ့2ရက်မှာ Truman ကိုထပ်မံတိုက်ခိုက်ခဲ့တယ်လို့သတင်းထွက်ခဲ့လို့ပါ USS Harry S Truman ဟာပင်လယ်နီးရဲ့တောင်ပိုင်းမှာရွက်လွှင့်နေပြီး Destroyer Squadron Dastron 50ရဲ့ဥဆောင်မှုအောက်မှာလေပတ်နေပါတယ်။ Dastron 50ဟာ Operation Prosperity Guardian ရဲ့တစိုက်တစ်ပိုင်းအနေနဲ့ပင်လယ်ရေကြောင်းလုံခြုံရေးကိုထိန်းသိမ်းဖို့တာဝန်ယူထားတဲ့ American ရေတပ် unit ဖြစ်ပါတယ်။ဒီနိုင်ငံစုံ mission ဟာကမ္ဘာပေါ်မှာအပြောင်းအလဲအများဆုံးသင်္ဘောလိုင်းကြောင်းတွေကတခုကိုကင်းလှည့်စောင့်ကြပ်နေပြီးအဲ့ဒီမှာတင်းမာမှုတွေတဖြည်းဖြည်းမြင့်တက်လာနေပါတယ်။ဟူဒီရဲ drone နဲ့ဒုံးကျည်တိုက်ခိုက်မှုတွေဟာရုတ်တရက်မြင့်တက်လာခဲ့ပါတယ်။ အထူးသဖြင့်ယီမန်နိုင်ငံရှိဟူဒီရရဲ့ဒုံးကျည်ပြစ်လွှတ်ရာနေရာတွေကိုပစ်မှတ်ထားတဲ့အမေရိကန်လေကြောင်းတိုက်ခိုက်မှုတွေရဲ့တုံ့ပြန်မှုအနေနဲ့ဒီတိုက်ခိုက်မှုတွေမြင့်တက်လာခဲ့ပါတယ်။ဧပြီလ၁ရက်နေ့ညနေပိုင်းမှာ Truman ရဲ့ Radar Snake တွေဟာ drone တွေဒါမှမဟုတ်ဒုံးကျည်တွေလိုဝင်လာတဲ့လက်နက်တွေကိုဖမ်းယူတွေ့ရှိခဲ့ပါတယ်။ Iran ဒီဇိုင်းထုတ်ထားတဲ့ SAMAT 3လို့ယူဆရတဲ့အကွာအဝေးရှည်လျားပြီးပြန်တန်းနိုင်တဲ့ drone အုပ်စုတစ်စုဟာ900ကနေ1100မိုင်အထိပြန်တန်းနိုင်စွမ်းရှိပြီး နှိမ့်ကွေးတဲ့အမြန်နှုန်းနဲ့ Truman Strike Group ရဲ့ခုခံကာဝေးရေးနယ်နိမိတ်စီချင်းကပ်လာနေပါတယ်။ drone တွေရဲ့နှိမ့်ကွေးတဲ့အမြန်နှုန်းနဲ့ radar မှာထင်ရှားတဲ့ပုံရိပ်ရှိပေမဲ့သူတို့ဟာညအချိန်ရဲ့အခြေအနေနဲ့ radar ရှုပ်ထွေးမှုတွေကိုအသုံးချပြီးပုံမှန်ထက်နီးကပ်လာဖို့ကြိုးစားခဲ့ပါတယ်။ဒါဟာ drone တွေရဲ့ဖုံးကွယ်နိုင်စွမ်းမရှိမှုကိုဖာထေးမိစေပြီးသူတို့ရဲ့တိကျမှုကိုတိုးတက်စေနိုင်မယ်လို့ယူဆခဲ့တာပါ။ ဒါပေမဲ့လေရင်တင်တင်းမောရဲ့ခုခံကာဝေးစနစ်တွေဟာချက်ချင်းလှုပ်ရှားလာခဲ့ပြီးတင်းမောသားတွေဟာသူတို့ရဲ့တာဝန်နေရာရစီအလှည့်မြန်ရောက်ရှိခဲ့ကြပါတယ်။ဒါပေမဲ့ဒီလှည့်သားဖို့ကြိုးစားမှုဟာနောက်ဆုံးမှမအောင်မြင်ခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့လေရင်တင်တင်းမောဟာ ANSPS 48 radar ကိုအသုံးပြုထားပြီးဒီ radar ရဲ့ထိရောက်တဲ့အကွာအဝေးဟာမိုင်300အောက်သာရှိပါတယ်။ဒီ radar က drone တစ်စင်းကိုဖမ်းယူမတွေ့ရှိခဲ့ရင်တော့ ANSPS 49V လို့ခေါ်တဲ့ အကွာအဝေး200မိုင်ကျော်ရှိတဲ့ဒူးဒီလေးချောင်းရှာဖွေရေးရေဒါကအရန်အဖြစ်ဆောင်ရွက်နိုင်မှာပါဒီရေဒါဟာသင်းမောကို တုံ့ပြန်ဖို့အချိန်အလုံးလောက်ပေးနိုင်မှာဖြစ်ပါတယ်ဘယ်ရေဒါကအချက်ပြမှုကိုဖမ်းယူသည်ဖြစ်စေခနာအတွင်းမှာ Truman ရဲ့ Combat Information Center ဟာလှုပ်ရှားလာမှာဖြစ်ပြီးသင်းမောနောက်လိုက်တဲ့ဖြတ်သင်းမောတွေလိုအဆောင်သင်းမောတွေပေါ်က Aegis စနစ်တွေဟာပြစ်မှတ်တွေကိုအတီးပြုပြီးသူတို့ရဲ့လမ်းကြောင်းတွေကိုပြန်စစ်ဆေးမှာပါအဲဒီနောက်မှာသင်းမောဘော်ကယာရှိတွေဟာ ိုက်ပွဲအတွက်နေရာယူဖို့အမိန့်တွေထုတ်ပြန်မှာဖြစ်ပြီးတင်းမောတစ်ခုလုံးမှာလူအလုံးအလုံးလုံးနေရမှာပါနောက်ခံမှာတော့ Truman ရဲ့ Close and Weapon System CIWS တွေကိုအစင်သင့်အနေထားမှာထားရှိမှာဖြစ်ပြီးတိုက်ခိုက်ဖို့အသင့်ဖြစ်နေမှာပါ Drone တစ်စိမ့်ကတင်းမောရဲ့စေးတုပ်ထားတဲ့အပေါ်ရန်လွှာကိုချစ်မိနိုင်ပေမဲ့တန်ချက်ကာကိုဖျက်ဖို့တော့တိတ်မအောင်မြင်နိုင်ပါဘူးတကယ်တော့ Drone တစ်စိမ့်ဟာလေရင်တင်တင်းမောကိုထိခိုက်မှုမဖြစ်စေနိုင်တဲ့အခြေအနေ၄ခုရှိပါတယ် ဒီအခြေအနေတွေကို drone တစင်းချင်းစီမှာတီးတန့်ပြသပေးမှာပါပထမ drone ဟာအဆောင်သင်္ဘောတစ်စီးပေါ်က electronic စစ်ဆင်ရေးစနစ်ကြောင့်အချက်ပြမှုတွေပိတ်ဆို့ခံရတာဒါမှမဟုတ်လှည့်စားခံရတာကြောင့်အနှဲငယ်တွဲချော်သွားမှာပါဒါဟာလက်နက်အကွာအဝေးအတွင်းမရောက်ခင်မှာပဲပြက်ကျသွားမှာဖြစ်ပါတယ်ဒါဟာဖြစ်နိုင်ခြင်းအများဆုံးအခြေအနေပါ American စစ်တပ်ရဲ့သတင်းတွေအရတကယ် drone တွေဟာအနည်းဆုံး100မိုင်လောက်လွဲချော်ခဲ့တယ်လို့ဆိုပါတယ် ဒါကသူတို့ရဲ့လမ်းကြောင်းပြစနစ်တွေပိတ်ဆို့ခံရတာဒါမှမဟုတ်ရိုးရှင်းစွာထိရောက်မှုမရှိတာကြောင့်ဆိုတဲ့အယူအဆကိုယုံကြည်စရာဖြစ်စေပါတယ်ဒုတိယ drone ကတော့ပင်လယ်မြေနဲ့ပြင်တဲ့နီးကပ်စွာပိုနှိမ်ပြန်တမ်းပြီး radar ရှုပ်ထွေးမှုရဲ့အစွန်းကိုအသုံးချခြင်းဖုံးကွယ်နေဖို့ကြိုးစားမယ်ဆိုပါသူဒါဟာ drone ကို တွေ့ရှိဖို့ပိုခက်ခဲစေမှာပါဒူရီ radar ဟာ drone ရဲ့အမြင့်ကိုတိကျသွားမှတ်တမ်းတင်နိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ nimbus လေးတင်သင်္ဘောတွေဟာ ိုမိုစိတ်မြင့်တဲ့ 3D လေးကြောင်းရှာဖွေရေးရေဒါ Spice V2 ကိုပြန်လည်တပ်ဆင်ထားပါတယ်။ဒီစနစ်ဟာ Truman မှာလက်ရှိတပ်ဆင်ထားပြီးလားဆိုတာမသေးကြပါမိ့။တင်းမောပေါ်ကစံပြ 3D ရေဒါဟာ drone နီးကပ်လာတဲ့အခါဖမ်းယူနိုင်မယ်လို့ယူဆရပါတယ်။ drone ရဲ့မြန်နှုန်းဟာတနအီမှာ200မိုင်ခန့်သာရှိတာကြောင့်တိုက်ခိုက်နိုင်တဲ့အကွာအဝေးတွင်းရောက်လာတဲ့အခါတင်းမောရဲ့ခုခံကာဝေးစနစ်တွေဟာတကယ်စတင်လှုပ်ရှားလာမှာပါ။ Truman ရဲ့ Phalanx CIWS Closest Weapon System လို့နာမည်ပြောင်းခေါ်တဲ့ Seawis ဟာအလုပ်လုပ်လာမှာဖြစ်ပြီးဒီ Radar လမ်းညွန်နဲ့ Gatlin တနတ်ဟာ10မိနစ်ကို ကြည်စံ4500တောင်းပြစ်လွှတ်နိုင်ပါတယ်။ဒါဟာတစ်စက္ကန့်ကို85တောင်းနဲ့ညီမျှပါတယ်။ခဲယမ်းတွေရဲ့အလင်းရောင်နဲ့ကြည်များရဲ့ပြစ်ခတ်မှုတွေဟာညဘက်မှာမီးရှူမီးပန်းတွေလိုထွက်ပေါ်လာမှာပါ။စက္ကန့်ပိုင်းတွင်မှာ drone ဟာလေထဲမှာပောက်ကွဲပြီး မီးလင်တွေနဲ့အပိုင်းဆတွေဖြစ်ပြောင်းလဲကပင်လယ်ထဲကိုပြုတ်ကျသွားမှာပါ။ဒါပေမဲ့ဒီလိုမျိုးဖြတ်စည်းခံရတာဟာဟူသီတွေကိုတားဆီးဖို့မဖြစ်နိုင်ပါဘူး။ဘာလို့လဲဆိုတော့နောက်ထပ် drone တွေဆက်လာနေမှာမလို့ပါ။တကယ်တော့စစ်သွေးကြောအုပ်စုရဲ့သတင်းတွေအရသူတို့ဟာ American ရေတပ်ကို drone ရာပေါင်းများစွာပစ်လွတ်ခဲ့တယ်လို့ဆိုပါရယ်။ဒါပေမဲ့ဒီ drone တွေဟာတက်ရောက်မှုမရှိသလောက်ပါပဲ။ Truman ရဲ့အဆောင်အဖွဲ့ဖြစ်လိုက်ပါလှုပ်ရှားနေတဲ့ USS Stout DDG 55နဲ့ USS Jason Duhan DDG 109လိုလမ်းညွှန်ဒုံးကြီးဖြတ်သိမ်းမော်တွေဟာချက်ချင်းလှုပ်ရှားလာမှာဖြစ်ပြီးသူတို့မှာလေကြောင်းတုံ့ပြန်မှုအတွက်ပုံမထိရောက်တဲ့စွမ်းရည်တွေရှိပါတယ်။ဒီလက်နက်တွေကတော့ SM2 ဖမ်းယူဒုံးကြီးတွေဖြစ်ပြီးမြန်ဆန်ပြီးအကွာအဝေးရှည်လျားတဲ့လေထဲကချိန်းချောက်မှုတွေကိုဖျက်ဆီးဖို့ဒီဇိုင်းထုတ်ထားတဲ့တိကျသောလမ်းညွှန်ဒုံးကြီးတွေပါ။ SM2 တခုချင်းစီဟာပြစ်လွတ်တဲ့ platform ပေါ်မူတည်ပြီးတရာကနေ200မိုင်အထိအကွာအဝေးရှိပါတယ်။ ဒါဟာအမေရိကန်ရေတပ်ကိုစာမတ်3လိုနှေးကွေးတဲ့ပြစ်မှတ်တွေကိုပြစ်မှတ်ထားပြီးဖျက်ဆီးဖို့အချိန်အလုံလောက်ပေးနိုင်မှာပါ။ဒါပေမဲ့ drone တစ်စင်းဟာမထင်မှတ်ပဲလမ်းညွှန်ဒုံးကြီးစနစ်တွေရဲ့ radar ဖမ်းယူမှုကိုရှောင်ရှားနိုင်ပြီးဖျက်သိမ်းဖို့ရဲ့လက်နက်တွေကိုဖျက်ကျော်နိုင်ခဲ့တယ်ဆိုပါလို့ Truman မှာနောက်ထပ်လှည့်ွက်တစ်ခုရှိပါသေးတယ်။သင်းမောပေါ်ကဒုတိယ CIWS တပ်ဆင်မှုကအလုပ်လုပ်လာမှဖြစ်ပြီး20 mm တန်ခဲယမ်းတွေကိုထုတ်လွှတ်မှာပါ။ ဒီလက်နက်စနစ်ဟာ drone ကိုချက်ချင်းဖျက်ဆီးပစ်မှာဖြစ်ပါတယ်။လမ်းညွန်ဖမ်းယူဒုံးကျည်ကိုအသုံးပြုတာဟာ American သိထားတဲ့လေယာဉ်တင်သင်္ဘောကိုတကယ်ထိခိုက်နိုင်တဲ့ချင်းချောက်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါအန္တရာယ်ရှိပါတယ်။ဥပမာမြန်ဆန်သွားရွေရှားပြီးမျိုးတစ်ခုလုံးကိုဖျက်ဆီးနိုင်တဲ့ပေါက်ကွဲအားရှိတဲ့ ballistic ဒုံးကျည်ဒါမှမဟုတ်ပိုအဆင့်မြင့်တဲ့လမ်းညွန် drone မျိုးတွေပေါ့။ဒီလိုချင်းချောက်မှုတွေအတွက်ဖမ်းယူဒုံးကျည်ကိုအသုံးပြုတာဟာငွေကြေးအရအကျိုးရှိပါတယ်။ ။ဘာလို့လဲဆိုတော့ဒီဒုံးကျည်တစ်လုံးချင်းစီဟာဒေါ်လာတန်ပေါင်းများစွာကုန်ကြလိုပါ။ဒါပေမဲ့ American စစ်တပ်စံနှုန်းအရဖမ်းယူရတာအတော်လွယ်ကူတဲ့နေကွေးသွားရေရှားနေတဲ့ဈေးတက်တာတဲ့ဒရုန်းတစ်စင်းအတွက်ဆိုရင်ဒုံးကျည်ကိုအသုံးပြုတာဟာထိတ်တန်းခုခံကာဝေးစနစ်တွေအလဟတ်တဖြောင်းရရောက်ပါတယ်။ CIWS တက်ဆင်မှုဟာလေပတ်ရမှာအများကြီးဈေးတက်တာပြီးဒရုန်းတွေအပေါ်အလွန်ထိရောက်မှုရှိပါတယ်။ဒါတွေဟာနေကွေးသွားရေရှားတဲ့ဒရုန်းတွေနဲ့ အမေရိကန်ရေတပ်ကိုတိုက်ခိုက်တဲ့အဆိုးဆုံးအခြေအနေတွေကတချို့ပါတကယ်တော့ drone အများစုဟာရီမင်နိုင်ငံရဲ့လေပိုင်တပ်ကနေဘယ်တော့မှထွက်လာနိုင်မှာမဟုတ်ပါဘူးအမေရိကန်ရေတပ်ရဲ့ EA 18 engine crawler လေယာဉ်ဟာ Truman ရဲ့လေတပ်အဖွဲ့ရဲ့တစိမ့်တစ်ပိုင်းအနေနဲ့လေထဲမှာရှိနေပြီး drone ရဲ့ဆက်သွယ်ရေးလမ်းကြောင်းကိုချိတ်ဆက်ပြီးပြန်ပန်းနေရင်ပိတ်ဆို့ပြင်မှာပါ drone ရဲ့ဆက်သွယ်ရေးကိုရရှုပ်ထွေးသွားတဲ့အခါ drone ဟာပြုတ်ကျပြီးကုန်းမြေပေါ်မှာပြတ်ကျသွားမှာပါ ဒီမှာအံ့ဩစရာကောင်းတဲ့အချက်တစ်ခုရှိပါတယ်ဒီလိုမျိုးတိုက်ပွဲငယ်လေးတွေဟာပုံမှန် ဖြစ်ပေါ်နေတာပါ2023နှောင်းပိုင်းကစလို့ဟူဒီတွေဟာအနီရောင်ပင်လယ်ကိုပြစ်မှတ်ပြစ်ကွင်းတစ်ခုအဖြစ်ပြောင်းလဲလိုက်ပါတယ်သူတို့ဟာစီးပွားဖြစ်ရင်နဲ့တင်သင်းမော်တွေကုန်တင်သင်းမော်တွေနဲ့ USS Carney လို့စစ်သင်းမော်တွေကိုတော့ပြစ်မှတ်ထားခဲ့ပါတယ် USS Carney ဟာဝင်လာတဲ့ဒုံးကျည်အများပြားကိုဖျက်ဆီးခံခဲ့ရပါတယ်။ဒါပေမဲ့လေယာဉ်တင်သင်္ဘောတို့အကြီးဆုံးသင်္ဘောတွေဟာ ရခိုင်ကတိုက်ခိုက်မှုကနေကင်းလွတ်ခွင့်ရခဲ့ပါတယ်။ဒါ့ပြင်မဲ့မက်ရှလာမှာဖြစ်ပွားခဲ့တဲ့နောက်ဆုံးတိုက်ခိုက်မှုတွေကတော့အခုချိန်မှာဒီလိုကင်းလွတ်ခွင့်တောင်မရှိတော့ဘူးဆိုတာကိုပြသခဲ့ပါတယ်။ USS Harry S Truman ဟာစစ်သင်းမောတစ်စီးတာမှာကစစ်ပွဲအတွက်တိစောက်ထားတဲ့ပင်လယ်ပြင်ပေါ်ကမြို့တစ်မြို့ပါပဲ။ဒီတန်ချိန်တသိန်းနျူကလ িয়ার ဆောင်းရင်တုံးအေယာမသင်းမောဟာ Lift Mix အဆင့်ရှိ Super Carrier တွေကတစ်စီးဖြစ်ပြီးအမေရိကန်ရေတပ်ရဲ့ဂုံယူစရာပါ။ ဒီတင်မော့ဟာဘောလုံးကွင်း၃ကွင်းစာထက်ပိုရှည်လျားပါတယ် USSR S Truman ဟာအပြည့်အဝတင်ဆောင်ထားတဲ့တိုက်ရင်ရင်တစည်းကို25စက္ကန့်တိုင်းပြစ်လွတ်နိုင်ပါတယ်ဒါဟာတင်မော့တစည်းထက်အမေရိကန်နိုင်ငံရဲ့ရွေရှားနိုင်တဲ့အချုပ်အခြာအာဏာပိုင်နေမြေတစ်ခုနဲ့ပိုတူပါတယ်လက်နက်တွေနဲ့အပြည့်အစုံတပ်ဆင်ထားပြီးကမ္ဘာတဝန်းမှာအမေရိကန်ရဲ့စစ်ရေးစွမ်းမကောက်ကိုပြသထားပါတယ်တင်မော့ပေါ်မှာတင်မော့သားနဲ့လေတပ်ဝင်တန်း9000ကျော် ်လေရင်60နဲ့နိုင်ငံငယ်တစ်ခုရဲ့အခြေခံအဆောက်အအုံတွေကိုဖျက်ဆီးနိုင်တဲ့လက်နက်အင်အားတွေရှိပါတယ်။ဒါပေမဲ့ဒီလေရင်သင်းမောက်ကိုတကယ်အန္တရာယ်များစေတာကဒုံးကျည်တွေဒါမှမဟုတ်လေရင်တွေတွေမဟုတ်ပါဘူး။ဒါဟာအလွှာပေါင်းတော်ရဲ့ခုခံကာကွယ်ရေးစနစ်တွေနဲ့ဒီစနစ်တွေကိုချိတ်ဆက်ညှိနှိုင်းထားတဲ့စွမ်းရည်ပါ။ပထမအလွှာကတော့အပြင်ဘက်ကာကွယ်ရေးအလွှာပါ။လေရင်တင်သမောကိုစောင့်ကြပ်ပေးနေတဲ့စစ်သည်မောတွေနဲ့ဖြတ်သည်မောတွေဟာ Ajax Raiders နဲ့ SM Series ဒုံးကျည်တွေနဲ့တက်ဆင်ထားပါဗျ။ ဒီဒီမိုတွေဟာချင်းချောင်းမှုတွေကိုနီးကပ်လာခင်မှာတင်ဖမ်းယူချေရခံပြီးဖျက်ဆီးပစ်နိုင်တဲ့ပထမဆုံးတပ်ဖွဲ့ပါဒုတိယလွှာကတော့အတွင်းကာကွယ်ရေးအလွှာပါဒီလွှာမှာ Evolved Sea Sparrow Missiles ESSM လို့အကွာဝေးတူဖမ်းယူဒုံးကျည်တွေပါဝင်ပြီးဒါတွေဟာချက်ချင်းတုံ့ပြန်နိုင်မှုဒီဇိုင်းထုတ်ထားတာပါဒါအပြင် Gunway Phalanx CIWS လက်နက်တပ်ဆင်မှုတွေလည်းပါဝင်ပါတယ်ဒီလက်နက်တွေဟာဘောလုံးတစ်လုံးရွယ်ရှိတဲ့အရာတစ်ခုကို တနာ yı မှာယာနဲ့ချီတဲ့မိုင်လုံးနဲ့ပြန်တန်းလာရင်တော့မျက်စိတမိတ်တွင်ချိတ်ဆက်ပြီးဖြတ်စည်းနိုင်ပါတယ်။ပြီးတော့ electronic စစ်စင်ရဲ့လျှို့ဝက်လက်နက်တစ်ခုလည်းရှိပါတယ်။ရန်သူဟာပြစ်မှတ်ကိုပြန်လဲတိုက်ခိုက်ဖို့တောင်ရှာမတွေ့နိုင်အောင်ထေချာစီတာပါ။စက်သွေးပိတ်ဆို့ဆက်တွေဆွဲဆောင်မှုပြဇက်တွေရေဒါဆုပ်ယူတဲ့အပေါ်ရန်တုတ်ဆေးတွေဟာ Truman ကိုပြစ်မှတ်ထားဖို့အိမ်မက်ဆိုးတစ်ခုဖြစ်စေပါတယ်။တင့်ဒရုန်းဟာလေထဲမှာရှိနေနိုင်ပေမဲ့ဘယ်ကိုသွားနေလဲဘသူနဲ့ဆက်သွယ်နေလဲ ဒါမှမဟုတ်ဘာကိုကြည့်နေလဲဆိုတာ तू မသိတော့ပါဘူး။ဒါပေမဲ့ Truman ရဲ့တကယ့် super power ကတော့ညှိနှိုင်းဆောင်ရွက်မှုပါ။သင်္ဘောပေါ်ကလူတိုင်းဟာ သူတို့ရဲ့အခန်းကဏ္ဍကို သိထားပါဗျ။တိုက်ခိုက်ရေးအချက်လက်စင်တာထဲမှာနှက်ဆိုင်စွာအလုပ်လုပ်နေတဲ့ Radar နည်းပညာရှင်ကစားလို့လေယာဉ်ပြန်သန်းရေးပြင်ဆင်ပုံပေါ်မှာလေယာဉ်တွေကိုစီမံခန့်ခွဲနေတဲ့အဝါရောင်ဝတ်စုံဝတ်ထားတဲ့အဖွဲ့သားတွေအထီးပါ။တစက္ကန့်တိုင်းလှုပ်ရှားမှုတိုင်းဟာအရေးကြီးပါတယ်။တိုက်ပွဲအတွက်နေရာယူဖို့ခေါ်ဆိုခံရတဲ့အခါ တင်းမောဟာမတူတဲ့အနေအထားတစ်ခုကိုပြောင်းလဲသွားပါတယ်။အနေရောင်မီးတွေဈေးညံတွေထဲမှာလွှမ်းခြုံလာပြီးဖက်နက်ဖုံးတံတွေဟာတပ်ထုဈေးညံတွေထဲမှာမြည်ဟီးလာပါတယ်။တိုက်ခိုက်ရေးအချက်လက်စန်တာ CIC ရဲ့မျက်လက်ပြင်တွေဟာခရစ်စမတ်အသစ်ပင်လိုလင်းလက်လာပါတယ်။လေယာဉ်မှုတွေဟာသူတို့ရဲ့လေယာဉ်တွေစီအပြေးလွှားသွားကြပြီးလက်နက်အဖွဲ့တွေဟာ site winner နဲ့ ham donji တွေကို တင်ဆောင်ကြပါတယ်။လေယာဉ်ပြန်တိုင်းပြင်ဆင်မှုပေါ်မှာအမြန်နှုံးမြင့်ပြီးအန္တရာယ်များတဲ့ဘဲလေးကားတစ်ခုလိုလဲပတ်နေပါတယ်။ ်ဒါပေမဲ့ဒီ drone တိုက်ခိုက်မှုတွေဟာဂျပန်ဖြစ်ပေါ်နေတာမဟုတ်ပါဘူးနောက်ဆုံးမှာဒီတိုက်ခိုက်မှုတွေဟာခုခံကာဝေးရေးစနစ်တွေကိုစမ်းသပ်ဖို့နဲ့ Israel နဲ့ American ရဲ့တုံ့ပြန်မှုအခြေအနေကိုစမ်းသပ်ဖို့ဒီဇိုင်းထုတ်ထားတာပါတချို့ drone တွေကမြင့်မြင့်ပြန်တမ်းပြီးတချို့ကနိမ့်နိမ့်ပြန်တမ်းက Truman ရဲ့တန်ကြပ်ကားတွေကအားနည်းချက်တစ်ခုကိုရှာဖွေဖို့ကြိုးစားကြပါတယ်ခုဒီရီနဲ့ခုခံမှုဝင်ရိုးတန်းကကြံတဲ့အဖွဲ့တွေဟာဒီအားနဲ့ချက်ကိုအသုံးချပြီးရေတက်ကိုချိန်ချောင်းနိုင်မှုစူးစမ်းနေကြပါတယ် ဒါပေမဲ့သူတို့ဟာဒီအားနဲ့ချက်ကိုရှာတွေ့နိုင်ဖို့မဖြစ်နိုင်သလောက်ပါပဲ။ဟူဒီတပုံတွေဟာနှစ်ပေါင်းများစွာအီရန်ရဲ့ drone နည်းပညာနဲ့လက်ကျင်ရေးတွေကိုလက်ခံရရှိခဲ့ပါတယ်။သူတို့ရဲ့လက်နက်တူတောင်ရမှာ SAMAT3 လို့ drone monitor တွေပါဝင်ပါတယ်။ဒီ drone ဟာမိုင်းတထောင်ကျော်ပြန်တန်းနိုင်တဲ့တာဝေး drone ဖြစ်ပြီး GPS လမ်းညွှန်စနစ်နဲ့တပ်ဆင်ထားကတကယ်ထိခိုက်မှုဖြစ်စေနိုင်တဲ့ပေါက်ကွဲအားလုံလောက်မှုရှိပါတယ်။ ဒါဟာဆင်းရဲသူတွေရဲ့ cruise တုံးကြီးတစ်မျိုးလို့ဆိုနိုင်ပြီးယူကရိန်းနိုင်ငံသားတွေကရုရှားနယ်စစ်ပွဲမှာဖန်တီးနိုင်ခဲ့တဲ့ drone တွေနဲ့နှိုင်းယှဉ်နိုင်ပါလေ။ဒီမှာအချို့သော တူညီမှုတွေကိုတော့တွေ့မြင်နိုင်ပါလေ။ပြီးတော့ Carsef 1လို့ခေါ်တဲ့ drone လည်းရှိပါတယ်။ဒါဟာပြစ်လွတ်ရုံသာဖြစ်တဲ့ဈေးတက်တာပြီးတစ်ခါသုံးလက်ပစ်ပုံးတစ်လုံးလို့ပါပဲ။ဒီ drone တွေဟာတိကျတဲ့ကိရိယာတွေမဟုတ်ပေမဲ့အကွာအဝေးရှိမှဖျို့ဖျဲဖြစ်အောင်လုံဆောင်မှုနဲ့ဖြက်စီးမှုတွေဖြစ်ပေါ်စေဖို့ရည်ရွယ်ထားတာပါ။ ဟူဒီတွေဟာအမေရိကန်ရဲ့လက်နက်အင်အားနဲ့ရင်ဆိုင်ရှင်ပြိုင်လို့မရဘူးဆိုတာသိထားကြပါတယ်။ဒါကြောင့်သူတို့ဟာခံမှန်းမရတဲ့နည်းပြဟာကိုအသုံးပြုဖို့ပိုဖြစ်နိုင်ပါတယ်။ drone အုပ်စုတွေကိုပစ်လွတ်တာ၊နှိမ့်နှိမ့်ပြန်တန်းတာ၊ညဘက်မှာတိုက်ခိုက်တာ၊ radar ပိုက်ကွန်တွေတွေကိုခိုးဝင်မှုကြိုးစားတာမျိုးတွေပါ။ဒါပေမဲ့ဒီ drone တွေအားလုံးဟာအမေရိကန်ရေတပ်ကသူတို့ရဲ့အဖိုးတန်သင်္ဘောတွေအတွက်ဖန်တီးထားတဲ့အလွှာပေါင်းစုံရဲ့ခုခံကာကွယ်ရေးစနစ်တွေကြောင့်ဖျက်ဆီးခံရမှာပါ။ဒါပေမဲ့ဒီမှာအံ့ဩစရာတစ်ခုရှိပါတယ်။ USS Harry S Truman ဟာအစမ်းတစ်ဆုံးလင်းတင်တင်မောတော်မဟုတ်ပါဘူး။ Truman ဟာ Nimitz အဆင့်ရှိလင်းတင်တင်မောတစ်စီးဖြစ်ပြီး Nimitz အဆင့်ကို1985ခုနှစ်မှာစတင်အသုံးပြုခဲ့ပါတယ်။ဆယ်သူနှစ်ပေါင်းများစွာကြာအောင် Nimitz အဆင့်လင်းတင်တင်မောတွေဟာရေတပ်အင်အားရဲ့ရွှေစံနှုန်းဖြစ်ခဲ့ပါတယ်။ဒီအရာမှနျူကလ িয়ার စွမ်းအင်သုံးတင်မောတွေဟာကမ္ဘာပေါ်ကသမုဒ္ဒရာအားလုံးမှာအမေရိကန်ရဲ့ဩဇာကိုဖြန့်ကျက်ထားပြီးရွေးရှားလေတဲ့အခြေစိုက်စခန်းတွေဖြစ်လှုပ်ဆောင်တာတိုက်ခိုက်မှုတွေလှုပ်ဆောင်တာ လူသားချင်းစာနာမှုမစ်ရှင်တွေကိုထောက်ပံ့တာရန်သူတွေကိုရောက်ရှိလာအောင်နဲ့ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဟူဒီဟာနစ်မစ်လေတင်တင်မောတွေနဲ့သူ့ရဲ့အဖွဲ့တွေကိုစိန်ခေါ်နိုင်တဲ့လက်နက်အင်အားမရှိပေမဲ့ရေတပ်စစ်ပွဲဟာရေဘူးရအဖြစ်ပြောင်းလဲလာပါတယ်။ချိန်ချောက်မှုတွေပုံမြန်ဆန်လာပိုသိငယ်လာပိုမိုချိတ်ဆက်လာပါတယ်။ဒါကြောင့်တုံ့ပြန်မှုတွေလည်းဒီလိုဖြစ်ဖို့လိုအပ်ပါတယ်။ဒီမှာ Jerry Arful အဆင့်တင်မောတွေဝင်လာပါတယ်။ ဖို့အဆင့်ဟာသူ့ရဲ့ရခင်မျိုးစံနဲ့တူညီတဲ့ထင်ရှားတဲ့ပုံရိပ်ရှိပေမဲ့27ရာစုရဲ့စစ်ပွဲလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့အစကနေအစ်စ်တည်ဆောက်ထားတဲ့ပြန်လည်ပြင်ဆင်မှုတစ်ခုပါအထင်ရှားဆုံးပြောင်းလဲမှုတစ်ခုကတော့လေရင်တွေကိုပြစ်လွတ်တဲ့နီလန်မှာ Nismis အဆင့်လေရင်တင်တင်မော်တွေဟာအဝိစွမ်းရင်တုံးပြစ်လွတ်စနစ်တွေကိုအသုံးပြုထားပြီးဒါဟာ CAK ရဲ့အင်ဂျင်နီယာပိုင်းဆိုင်ရာအံ့ဖွယ်တစ်ခုဖြစ်ပေမဲ့ပြုပြင်ထိန်းသိမ်းမှုကုန်ကျစရိတ်များပြီးလေရင်တွေကိုထိခိုက်စေပါတယ် Ford အဆင့်ကတော့ဒီဝင်းစနစ်တွေကို EMLS Electromagnetic Aircraft Launch System နဲ့အစားထိုးထားပါတယ်။ဒါကပုံမြန်ပြီးပိုချောမွေပါတယ်။လေးလံနဲ့တိုက်လေရင်ရောပေါ်ပါတဲ့ drone တွေပါ တူညီတဲ့လွယ်ကူမှုနဲ့လှုပ်တင်နိုင်ပါတယ်။ဒီလိုပြောင်းလဲနိုင်မှုကအခုခေတ်မှာအရေးကြီးလာပါတယ်။ဘာလို့လဲဆိုတော့လူမပါတဲ့စနစ်တွေက လူမောင်းတဲ့တိုက်လေရင်တွေလိုပဲအရေးပါနာနေလို့ပါ။ Ford အဆင့်ကတော့အဆင့်မြင့်ဆွဲထိန်တဲ့ gear ကိုမိတ်ဆက်ထားပါတယ်။ နစ်မစ်ကုန်းဘက်ပေါ်မှာသုံးတဲ့ hydraulic ကြိုးတွေကိုအစားထိုးလိုက်တာပါဒါကပိုယုံကြည်ရပြီးလေယာဉ်မျိုးစားပိုများများအထူးသဖြင့် drone တွေပါလုံခြုံစွာဆင်းသက်နိုင်အောင်ခွင့်ပြုပါတယ် EMALS နဲ့ AAG ကြောင့် fog ကနစ်မစ်ထက်တရက်ကို33ရာခိုင်နှုန်းထိထွက်ခွာမှုပိုလုံးနိုင်ပါတယ်ဒါကပြင်းထန်တဲ့တိုက်ပွဲစုံမှာသိတာတဲ့အာသာချက်ပါပြီးတော့ဆွမ်းအားပိုင်းမှာလည်းတကယ့်ကိုထူကြပါဗါဒ်ဖို့ရဲ့နျူကလ িয়ার ဓာတ်ပေါင်းမှုနှစ်ခုက Nit Miss အဆင့်ထက်မျက်စစ်တအားနှစ်ဆပိုထုတ်ပေးပါတယ်။ဒါကသင်းမောရွေးရှားဖို့လည်းမဟုတ်ပါဘူး။စွမ်းအားများတဲ့ဤပညာတွေဥပမာစွမ်းအားပြင်းတဲ့ရေဒါတွေ electronic စစ်ဆင်ရေးစနစ်တွေဒါမှမဟုတ်အနာဂတ်မှာ laser တွေ ray gun တွေလို့စွမ်းအင်သုံးလက်နက်တွေအတွက်ပါအခွင့်အရေးပေးပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။